အားလုံးပဲမင်္ဂလာပါ Hip ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Marvel Cinematic Universe မှာဇာကားပေါင်း26ကားထွက်ရှိလာပြီးမှ29ကားမြောက်နေတဲ့ Eternal တွေထွက်ရှိလာခဲ့ပါတယ် Eternal တွေက Avenger တွေကိုတောင်ဖျက်ဆီးပစ်နိုင်တဲ့ Beam တွေဖြစ်ပါတယ်အဒီကောင်တွေကကဘာဝူးအချိန်ကလေးကကဘာဘကိုရောက်လာခဲ့တဲ့ဂျိုသားရီလို့ပြောလို့ရပါတယ်ဒီဗီဒီယိုမှာတော့ Eternal Movie ပေါ်အခြေခံပြီး Eternal တယောက်ချင်းစီရဲ့ Origin နဲ့ Character Breakdown တွေကိုရှင်းပြပေးသွားပါမယ်။ Eternal ဘယ်လိုဖြစ်တည်လာခဲ့တာလဲ အီတနရီကတရှိဖြစ်တည်မှုတွေဆိုတာတဲ့အရီရှန်လို့ခေါ်တဲ့ဆယ်လက်စထရီရဲ့ခရီတာတယောက်ဖန်တီးခဲ့တဲ့အစင်းမြင့်ဆက်ရုပ်တွေဖြစ်ပါတယ်။အဲသူတို့ကိုဝေါ်ဖော့လို့ခေါ်တဲ့ဂျိုတခုမှဖန်တီးခဲ့တာဖြစ်ပြီးဘီစီ9000လောက်မှာကဘာပေါ်ကိုဒုံမိုလို့အမည်ရတဲ့အာကာသယာဉ်တစ်စင်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အဲသူတို့ကိုဖန်တီးခဲ့တဲ့ဆယ်လက်စထရီရဲ့အရှာမန်ကသူရဲ့မစ်ရှင်ကကဘာပေါ်ကလူသားတွေကိုဒေဗီယန်လို့ခေါ်တဲ့မိဆာရီလက်ထက်ကနေကာကွယ်စောင့်ရှောက်ဖို့နဲ့လူသားတွေစင်ကဲပြောင်းလဲတဲ့နေရာမှာကူညီပေးဖို့ဖြစ်တယ်ဆိုပြီးပြောခဲ့ပါတယ်။အဲအဲ့လိုနဲ့ကဘာပေါ်ကိုအီတာနီ10ဦးရောက်လာခဲ့ပါတယ်။ ။ဒါပေမဲ့သူတို့ကို Celestia ရဲ့ Asian Man ပေးမသိတဲ့အရာတစ်ခုရှိပါသေးတယ်။တကယ်တော့ Eternal ကို Emergence လို့ခေါ်တဲ့ဖြစ်စဉ်အတွက်ကမ္ဘာပေါ်ကိုဆေးလွတ်ခဲ့တာပါ။ Emergence ဆိုတာကတော့ဂျိုတစ်ခုရဲ့ပင်မအိုတိုင်းကနေ Celestia ရဲ့ Asian Man လိုမျိုး Cosmic Bean Celestia တကောင်မွေးဖွားတဲ့ဖြစ်စဉ်ပါ။အဲ့ဒီဖြစ်စဉ်ကိုဖြစ်စေဖို့ကဂျိုဘော်ကအသိဉာဏ်ရှိတက်ရှိရဲစွမ်းအင်ကိုအသုံးပြုဖို့လိုအပ်တာကြောင့်အီတာနယ်တွေကိုကဘာဘော်ကိုဆက်လုပ်ပြီးလူသားတွေကိုကာကွယ်ခိုင်းကလူသားဥယျာဉ်ကိုတိုးပွားလာစေခဲ့တာပါ အီတာနယ်ရီကကဘာဘကိုစတင်ရောက်ရှိတဲ့အချိန်ကနေစလို့နှစ်ပေါင်းများစွာအတွင်းလူသားတွေကိုဒေဗီယန်တွေလက်ထက်ကနေကာကွယ်ပေးခဲ့ပေမဲ့လူသားချင်းချင်းဖြစ်တဲ့စစ်ပွဲလိုပြိပခါတွေမှာတော့မပါဝင်ခဲ့ကြပါဘူး။အီတာနယ်ရီအကောင်လုံးကပြင်ပတိုက်ခိုက်မှုတွေမရှိခဲ့ဘူးဆိုရင်အိုမင်းသွားခြင်းမရှိဘဲနဲ့အမြဲတမ်းအသက်ရှင်နေကြတဲ့မတိမျိုးတွေဖြစ်ပြီးအတားမဲ့လူသားတွေထက်ခွန်အားအကျန်းခံနိုင်စွာနဲ့ပြန်လည်ကုသနိုင်စွာကောင်းမွန်ကြပါရဲ့။သူတို့တယောက်ချင်းစီမှာလည်းမတူညီတဲ့စွမ်းအားတမျိုးစီကိုပိုင်ဆိုင်ကြပြီးတော့ဆက်ရုပ်တွေဖြစ်ပေမဲ့လူသားတွေနဲ့အတူရောနှောနေထိုင်တာကြားမြင်လာတာကြောင့် အတယောက်ချင်းစီတိုင်းမှာမတူညီတဲ့စိတ်ခံစားချက်တွေ personality တွေလည်းပိုင်ဆိုင်ထားကြပါတယ်။ Number 1စာစီ Eternary တွေကပရမဆုံးတယောက်ကတော့စာစီဖြစ်ပြီးသူမကဇလန်တွေကမူလမရှင်ကိုစန့်ကျင်ပြီးလူသားတွေကိုကာကွယ်ဖို့ရွေးချယ်ခဲ့တဲ့ Eternary တဦးလည်းဖြစ်ပါတယ်။အဲစာစီရဲ့စွမ်းကတော့ matter transmutation လို့ခေါ်ပြီး ူမရဲ့ခန္ဓာကိုယ်နဲ့ထိတွေ့ထားတဲ့ဘယ်တက်မဲ့အရာဝတ္ထုရဲ့မော်လီကျူးတည်ဆောက်ပုံကိုမဆိုစိတ်ကြိုက်ပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်။အဲဥပမာစာစီကဇလန်ထဲမှာလူကိုဝင်တိုက်တော့မဲ့ဘတ်စကားကြီးကိုနှင်းစီပွင့်ချက်တွေဖြစ်ပြောင်းလဲလိုက်တာမျိုးပါ။သူမရဲ့အစွမ်းကတုံးတက်မယ်ဆိုရင်တော်တော်လေးစွမ်းအားကြီးပြီးတော့နောက်ပိုင်းမှာတက်ရှိရေပေါ်ကိုအစွမ်းသုံးလာနိုင်ခဲ့ပါတယ်။ စာစီကစိတ်ဘောဒါနူးညံ့သူဖြစ်ပြီးတော့တခြား itinerary လိုလူသားတွေနဲ့ဝေးရမှာမနေပဲလူသားတွေရဲ့ယဉ်ကျေးမှုတွေတမိုင်းတွေကိုလက်ခံခဲ့တဲ့ပြင် Danwood Man လို့ခေါ်တဲ့လူသားယောက်ျားတဦးနဲ့လည်းချစ်ကျွမ်းဝင်ခဲ့ပါသေးတယ်။နံပါတ်2 Acaris နောက်တစ်ယောက်ကတော့ Superman Eternal လို့ ပြောလို့ရတဲ့ Acaris ဖြစ်ပါတယ်။အဲသူက Eternal အဖွဲ့ရဲ့တိုက်ခိုက်ရေးကောင်းဆောင်ဖြစ်ပြီးဒီအဖွဲ့ထဲမှာအတံမာဆုံးလို့ပြောလို့ရပါတယ်။သူကလေးပေါ်ပြန်နိုင်စွမ်းနဲ့မျက်လုံးတွေကနေ cosmic energy တွေကိုလေဆာတန်းတွေလိုမျိုးပြည့်လွတ်နိုင်စွမ်းတွေကိုပိုင်ဆိုင်ထားပါတယ် သူကအရာစုနဲ့ပေါင်းများစွာကမ္ဘာပေါ်မှာတခြားအီတာနယ်တွေနဲ့တူဒေဗီယန်တွေကိုတိုက်ခိုက်ရင်းစာစီနဲ့ချေကျွမ်းဝင်ခဲ့ပါသေးတယ်။သူကအသက်စာဆောင်ထိန်းတတ်သူဖြစ်ပြီးဇလန်ရဲ့နောက်ပိုင်းမှာလူသားတွေကိုရွေးချယ်မလားသူ့ကိုဖန်တီးခဲ့တဲ့ဆယ်လက်စတီရဲ့အရီရှမ်ကိုရွေးချယ်မလားဆိုတော့ကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရပါတယ်။နံပါတ်3အေဂျက်အေဂျက်ကတော့အဖွဲရဲ့ခေါင်းဆောင်ဖြစ်သလိုတခြားအီတာနယ်တွေထက်အရင်စောပြီးဖြစ်ပေါ်လာခဲ့တဲ့အီတာနယ်တယောက်ဖြစ်ပါတယ် ဒူမကဆယ်လက်စ်တွေရဲ့အရှာမန်နဲ့တိုက်ရိုက်ဆက်သွယ်နိုင်တဲ့တအူးတဲ့သောအီတာနဲ့ဖြစ်ပြီးဘဲတန်ကိုမဆိုကူးတာနိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်ထားပါရယ်။ဒူမကသူ့ကိုသူရောတခြားသူတွေကိုပါဒိုင်ယာရီကနေချက်ချင်းပျောက်ကင်းအောင်ကူပေးနိုင်ပါရယ်။အေဂျက်ကအဖွဲကိုလမ်းပြပေးတဲ့ခေါင်းဆောင်တော်တယောက်ဖြစ်ခဲ့ပါရယ်။အဲဒါပေမဲ့နောက်ပိုင်းမှာတော့ဒူမကသူတို့ကိုကဘာပေါ်ကိုပို့လိုက်ရတဲ့နောက်ွယ်ကအကြောင်းရင်းကိုရိပ်မိသွားခဲ့ပြီးလောက်ကျန်တက်ဖြတ်တာကိုခံခဲ့ရပါရယ်။နံပါတ်4တီနာ။ တီနာကတော့အဖွဲရဲ့အကျန်းဆုံးစစ်တီတော်တူဖြစ်ပါတယ်။သူမက Cosmic Energy ကနေလက်နဲ့ကင်ပြီးတိုက်ခိုက်လို့ရတဲ့ဘယ်လက်နဲ့ကိုမဆိုးပြောင်းလဲဖန်တီးကတိုက်ခိုက်နိုင်ပါတယ်။သူမက Galaxy ထဲမှာအတော်ဆုံးစစ်တီတော်တူလို့တင်စားခံရပြီးဇလန်နဲ့မှာတော့ Matt Wiral လို့ခေါ်တဲ့ Eternary ခံစားရလေးရှိတဲ့အတိတ်မှတ်ဉာဏ်တွေပြန်ပေါ်လာတတ်တဲ့ယောဂါကိုခံစားခဲ့ရပါတယ်။အဲဒါကြောင့်မဲတီနာကတခါတလေစိတ်လွတ်သွားပြီးတော့အပွဲသားအချင်းချင်းကိုပြန်ထိုက်ခိုက်လေးရှိပါတယ်။ Number 5 Gigamesh တင်နာဆိုင်လို့သွားတဲ့အခါတိုင်း Giga Mesh ကအမြဲထိမ့်ပေးရပါတယ်။ဒါကြောင့်မို့သူတို့နှစ်ယောက်က Ethernet တွေထဲမှာ live ဖြန့်ညီတဲ့အတွေ့အလဲဖြစ်ပါတယ်။ Giga Mesh က hand to hand combat မှာအတံမာဆုံးနဲ့အကျဉ်းသားဆုံး Ethernet အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။သူရဲ့ဆွမ်းကတော့လက်နေရာတစ်ဝိုက်မှာ Cosmic Energy သုံးအယိုးညံ့ကိုဖန်တီးနိုင်တာပဲဖြစ်ပါတယ်။သူဟာငကိုကလေးကတံမာရဲသူဖြစ်ပြီးသူရဲ့ဆွမ်းကိုသုံးလိုက်တဲ့အချိန်ဆိုရင် Hawk နဲ့တောင်ရှင်းတိုက်နိုင်ပါတယ်။သူဟာ Ethernet အဖွဲ့ရဲ့ support မှုတာဝန်ကိုယူထားတဲ့သူလည်းဖြစ်ပါတယ်။နံပါတ်6 Macari နောက်တစ်ယောက်ကတော့မခါရီဖြစ်ပါတယ်။သူမကအဖွဲရဲ့တရင်ဖို့တမားလေးဖြစ်ပြီးဒီကလစီထဲမှာအမြန်ဆုံးအမျိုးသမီးလို့ပြောလို့ရပါတယ်။ဒီအဖွဲထဲမှာသူကစကားအနည်းဆုံးသူလည်းဖြစ်ပါတယ်။အဲဘာလို့ဆိုရင်သူမကစကားမပြောတတ်တဲ့ပထမဆုံး MCU hero ဖြစ်နေလို့ပါ။မခါရီကဟမ်ဆိုင်တွေကိုအသုံးပြုပြီးအဖွဲသားတွေနဲ့အဆက်အသွယ်လုပ်ပါတယ်။နံပါတ်7 First Row First Row ကတော့ Eternal အဖွဲရဲ့စက်ပြင်စရာဖြစ်ပါတယ်။သူက Cosmic Energy တွေကိုအသုံးပြုပြီးချက်ချင်းလက်ငင်းအသုံးဝင်တဲ့စက်တွေဒါမှမဟုတ်နည်းပညာမြင့်လက်နက်တွေကိုတည်ဆောက်နိုင်ပါတယ်။ သူနဲ့တီနာမတူတာကတီနာကလက်နဲ့ရိုးရိုးတန်းတန်းကင်တွေအသုံးပြုနိုင်တဲ့ဓာတ်ရီလှန်တွေဒိုင်းကာတွေကိုပဲတည်ဆောက်နိုင်တာဖြစ်ပြီး first row ကတော့လေဇာလက်နဲ့တွေဒုံးကြီးတွေပြင်တခြားနည်းပညာမြင့်စက်ပစ္စည်းတွေကိုတည်ဆောက်နိုင်ပါတယ်။အဲသူကကဘာပေါ်မှာနှစ်ပေါင်းများစွာအတွင်းလူသားတွေနည်းပညာတိုးတက်လာအောင်နောက်ွယ်ကနေကူညီပေးနေခဲ့ပါတယ်။သူက MCU ရဲ့ပထမဆုံး gay hero တစ်ဦးလည်းဖြစ်ပြီးလူသားယောက်ျားတစ်ယောက်နဲ့အတူနေထိုင်ပြီးသားတစ်ယောက်လည်းရှိပါတယ်။နံပါတ် H Druick ဒရူရီကတော့အဖွဲ့ရဲ့ဂျင်ဘက်ဖြစ်မယ်ထင်ပါတယ်။ဘာလို့ဆိုသူကအီတာနယ်ရီအနေနဲ့လူသားတွေချင်းချင်းကြားမှာဖြစ်တဲ့ပြိပခါတွေကိုဝင်ပါနိုင်ခြင်းမရှိဘူးဆိုတဲ့အချက်ကိုအလိုမကျဖြစ်ကအဖွဲ့တွေကလည်းထွက်ခဲ့တဲ့သူဖြစ်လို့ပါ။ဒရူရီကလူသားတွေအများကြီးကိုတစ်ချိန်တည်းမှာပဲစိတ်ဖတ်တာစိတ်ညှို့တာတွေကိုလှုပ်ဆောင်နိုင်ပါတယ်။သူဟာလူသားတွေကိုငြိမ်းချမ်းစေလိုတဲ့ဆန္ဒနဲ့သူအစွမ်းကိုတုံးပြီးစစ်ပွဲတွေမဖြစ်အောင်တားဆီးကျင်ခဲ့ပေမဲ့အီတာနယ်ရီကတားဆီးခဲ့တာကြောင့်ရာဇနစ်ပေါင်းများစွာအကြမ်းမှာအဖွဲ့တွေကနေထွက်ပြီးသူ့ကိုယ်ပိုင်နေရာတစ်ခုကိုဖန်တီးခဲ့ပါရီ နံပါတ်9 surprise eternary ထဲမှာအငယ်ဆုံးကတော့ surprise ဖြစ်ပါတယ်။သူမကအတူလားအစ်လားလို့ခွဲခြားလို့မရအောင်ကိုတူတယ်။ပုံရိပ်ရောင်တွေကိုဖန်ဆင်းနိုင်ပါတယ်။သူမကရာစုနဲ့ပေါင်းများစွာလူသားတွေကိုအစွမ်းတုံးပြီးဖျော်ဖြေခဲ့ပူပါတယ်။ဒါပေမဲ့နှစ်တွေကြာလာတဲ့အမျှအသက်မကြီးလာနိုင်တဲ့ကလေးခန္ဓာကိုယ်ကိုစိတ်ကုန်လာခဲ့ပါတယ်။အတက်ငယ်ပေမဲ့လည်းနှလုံးသားမကြေတဲ့ surprise က Acaris ကိုလည်းတစ်ဖက်တက်ချင်နေခဲ့ပြီး Acaris ကတော့ Sasi ကိုသာသဘောကျနေကြတဲ့အတွက်သူကအပွဲထဲမှာ Sasi ကိုမနာလိုနေခဲ့တဲ့သူလည်းဖြစ်ပါရင်နံပါတ်10 Kinko နောက်ဆုံးတစ်ယောက်ကတော့ popular wine လေးဖြစ်တဲ့ Kengo ဖြစ်ပါတယ်။အဲသူ့ရဲ့စွမ်းအားကတော့လက်ချောင်းလေးတွေကနေ cosmic energy တွေကိုတတ်နှက်လို့ပြည့်လွန်နိုင်တာဖြစ်ပါတယ်။သူကတခြား eternal တွေလိုသူတို့ရဲ့ပုံစံအစစ်မှန်ကိုဖုံးကွယ်ပြီးလူသားတွေနဲ့ရောနှောနေထိုင်ရမယ့်အစားအောင်မြင်ကြော်ကြားတဲ့ Hollywood အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူကလည်းအဖွဲ့တွေကနေထွက်ခွာသွားသူတစ်ယောက်ဖြစ်ပြီးနောက်ပိုင်းမှာတော့ emergent ဖြစ်စဉ်ကိုတားဆီးဖို့အတွက်အဖွဲ့နဲ့အတူပြန်လည်ပူးပေါင်းခဲ့ပါတယ်။ ကပရိတ်တို့ရောအီတာနယ်ဆယ်ဦးတွေကဘတူဖို့အကြိုက်ဆုံးပါလေကောမန့်မှာရေးသွားပေးခဲ့ကြပါအောင်နော်အခုလိုဗီဒီယိုလေးကိုအစောဒီချစ်ချူပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်